မင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အမှုကတော့တော်တော်လေးကိုမှထိခိုက်ဝန်းနဲ့ကြေကွဲစရာကောင်းတဲ့အမှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဂျာမနီနိုင်ငံ Friedenbach ပြည်နယ်မှာဖြစ်ခဲ့တဲ့အသက်၁၂နှစ်အရွယ်မင်္ဂလီ Louis Fritz တတ်ခံရတဲ့အမှုဖြစ်ပါတယ်ဒီဖြစ်ပျက်မှာ Louis ရဲ့ဒီအကြောင်းတွေပြီးတော့သူဘလို့အသက်ခံရလဲဆိုတာရယ်ပြီးတော့တရားခံတွေကဘယ်သူလဲပြီးတော့ဂျာမနီနိုင်ငံရဲ့ဥပဒေအရတရားခံတွေကဘလို့အပြစ်ဒဏ်မျိုးခံရတာလဲဆိုတာကိုပြောပြပြီးတော့မှာဖြစ်ပါတယ် ဆိုတော့ Louis Fritz ဆိုတာဘလိုကလေးမျိုးလဲဆိုတာကိုနည်းနည်းပြောပြမယ်။ Louis ကအသက်၁၂နှစ်ဂျာမနီနိုင်ငံ Friedrich Bass ဆိုတဲ့တိတ်ဆိတ်တဲ့မြို့နယ်လေးမှာနေတာ။ပြီးတော့အခုခေတ်ကလေးတွေလိုပဲသူက TikTok မှာဗီဒီယိုလေးတွေရိုက်ပြီးတော့တင်လေးရှိတယ်။ဒီဖြစ်ဆိုးက2023ခုနှစ်မတ်လ10ရက်နေ့မှာစပြီးတော့ဖြစ်ခဲ့တယ်။အဲ့ဒီနေ့မှာ Louis ကသူ့တငယ်ချင်းဒီ Anna ဆိုတဲ့တယောက်ရဲ့အိမ်ကိုသူကသွားလည်ဖို့အတွက် ဒီစီစဉ်ထားတာပေါ့အိမ်ကနေပြီးတော့သူကနေလဲစာစားပြီးတော့ထွက်သွားတာမိဘတွေကိုတော့သူမမောင်မိုက်ခင်မှာအိမ်ကိုပြန်လာခဲ့မယ်ဆိုပြီးတော့ပြောခဲ့တယ်အိမ်နှလုံးရဲ့ဒီအကွာဝေးကတိတ်တော့မဝေးဘူး3ကီလိုမီတာလောက်ပဲရှိတဲ့အကွာဝေးကလေးတစ်ယောက်သွားလာနိုင်တဲ့အကွာဝေးမျိုးပေါ့ဒါပေမဲ့အဲ့ဒီနေကရာတီဥရုကလည်းတိတ်ပြီးတော့အခြေအနေမကောင်းဘူး ညနေဆောင်းလာတဲ့အချိန်မှာလူးဝက်စ်ကအိမ်ကိုပြန်မလာခဲ့ဘူးမိဘတွေကစိတ်ပူပြီးတော့ဒီလူးဝက်စ်ကို ဖုံးဆဲတော့လဲပဲမကင်ဘူးနောက်ဆုံးမှဖုံးမှပိတ်သွားခဲ့တယ်အစာပိုင်းမှာဒီကလေးတွေဆော့နေရင်းနဲ့ဖုံးပိတ်မိွားလာဒါမှမဟုတ်ဘက်ထရီကုန်ွားလားဆိုပြီးတော့ဒီတွေးမိတယ်ပေါ့နော်ဒါပေမဲ့အခြေအနေကပိုပြီးတော့စိုးရိမ်စရာဖြစ်သွားတာကလူးဝက်စ်ဒီသွားလေတဲ့အိမ်ကဒီအန်နာကိုတိုင်ကနေပြီးတော့လူးဝက်စ်ရဲ့မိဘတွေစီကိုဖုံးဆက်ပြီးတော့ဒီပြောခဲ့တာက သူပြောတာကဘာလဲဆိုတော့ Louis ကညနေ9:00နာရီခွဲလောက်ကလေးကနေပြီးတော့သူ့အိမ်ကနေပြီးတော့ပြန်သွားခဲ့တယ်။သူတို့ဆက်သွယ်တာလည်းမရတော့ဘူးဆိုပြီးတော့ပြောခဲ့တာ။အဲ့ဒီအချိန်မှာယာတီဦးတို့ကလည်းဟိုနှင်းတွေကြာနေပြီးတော့မောင်းနေတဲ့အချိန်ဆိုတော့မိဘတွေကလည်းစိတ်ပူပြီးတော့ဒီရဲကိုအကြောင်းကြားပြီးတော့ရှောက်ပွေမှုတွေစပြီးတော့လုပ်ခဲ့တယ်။ပထမတော့သူတို့ကဒီပျောက်သွားတယ်လို့ပဲထင်ခဲ့ကြတာ။အေးတန်ကလည်းအရန်အေးနေတဲ့အခါမှာဒီမောင်ကလည်းမောင်ဆိုတော့ရှောက်ပွေမှုတွေကတော်တော်ခက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 ်လုပ်ခဲ့ရတယ်။ အဲ့ဒီမှာဒီနင်းနေရလဲအရန်ကြညကလည်းမောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ရှာဖွေမှုတွေကိုခဏရက်ခဲ့တယ်။နောက်နေ့မနေ့ရောက်တော့မှဒီအင်အားအပြည့်နဲ့သူတို့ကပြန်ရှာကြတာဒီလူတွေရဲတွေပြီးတော့ဒီအနက်ခံတဲ့ခွေးတွေပြီးတော့ drone တွေနဲ့ပါသူတို့ကပြန်ရှာကြတဲ့အခါမှာနောက်ဆုံးမှာတော့ဒီ wireless အဖြစ်ကြီးကိုတွေ့ခဲ့ရတယ်ပေါ့နော်။2023ခုနဲ့ Manchester City ရဲ့နေ့လယ်ပိုင်းလောက်မှာဒီခွေးတကောင်ကနေပြီးတော့ဒီအလောင်းကိုစပြီးတော့တွေ့ခဲ့တယ်။ဘယ်နေရာမှာတွေ့တာလဲဆိုတော့တွေ့တဲ့နေရာက သူပုံမှန်သွားနေတာလမ်းကြောင်းပေါ်မှာမဟုတ်ဘူးအဲ့ဒီလမ်းเนี่ยတော်တော်လေးလှမ်းတဲ့တက်တော်တဲကဒီကြောင်ကမ်းပါလို့နေရာမျိုးရဲ့ဒီအောက်ခြေနားမှာသွားတွေ့တာအစကတော့ဒီမတော်တဆဒီချော်ကြွားတယ်လို့ပဲထင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီအလောင်းကိုဆက်ဆဲကြည့်လိုက်တဲ့အခါမှာပထမထင်ထားသူမျိုးမဟုတ်ဘဲနဲ့လူဝစ်ရဲ့ခန္ဓာကိုယ်မှာဓာတ်အံ့ရာပေါင်း32ချက်တွေ့ခဲ့ရတယ်ပြီးတော့ပို့ပြီးတော့ဒီ မရှင်းတာကဒီဓာတ်ဓာတ်ရာတွေကဒီတစ်ချက်မှလည်းသေစေနိုင်လောက်တဲ့ဓာတ်ဓာတ်ရာမျိုးမရှိဘူး32ချက်လုံးထိုးထားပြီမဲ့ဒီဓာတ်ရာတွေကအနှင်းမဟုတ်ဘဲနဲ့အတိမ်လေးပဲဖြစ်နေကြဆေးဆဲချက်အရာကလည်း Louis ကဓာတ်ဓာတ်ရာတွေကြောင့်တည်ဆုံးသွားတယ်ဆိုတာထက်ဓာတ်ရာတွေရပြီးတော့ဒီအေးခဲနေတဲ့ရာသီဥတုမှာဒီခန္ဓာကိုယ်အပူချိန်ကျဆင်းပြီးတော့တည်ဆုံးသွားတယ်ဆိုပြီးတော့ ဒီကောက်ချက်ချခဲ့ကြတယ်အဲ့ဒီတော့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကဒီဓာတ်ရညာ32ချက်နဲ့တွေ့ရှိရတာဆိုတော့ဒါကဒီသွေးရိုးသားရောမဟုတ်ဘူးလူတတ်မှုဆိုတာသူတို့ကအတည်ပြုလိုက်တယ်ပြီးတော့လူတတ်ရတဲ့အကြောင်းရင်းအားလည်းပဲဒီပစ္စည်းဥစ္စာလိုချင်လို့လည်းမဟုတ်ဘူးကောင်မလေးရဲ့အလောင်းမှာလည်းဒီဘာမှဒီပစ္စည်းဒီလက်ဝတ်လက်စားတွေပျောက်ရှတာမျိုးလည်းမရှိဘူးပြီးတော့ဒီခန္ဓာကိုယ်ဒီမဒိချင်းခံရတဲ့အပြုတ်မှုမျိုးလည်းမရှိဘူးဆိုတော့ဒါဒီကြိုတဲကြစီတက်ဖြတ်တဲ့ဒီလူတတ်မှုတစ်ခုလို့ပဲကောက်ချက်ချခဲ့ကြတယ်ရဲတွေရဲ့အာယုံက ီဘသူစီရောက်သွားလဲဆိုလို့ရှိရင်အဓိကကဒီ Lou Waste ကို နောက်ဆုံးအသက်ရှင်လေးရဲ့တွေးခဲ့တယ်ဒီ Anna ဆိုတဲ့ဒီအချက်ဆုံးတငယ်ချင်းစီကိုရောက်သွားခဲ့တယ် Anna ကိုခေါ်ပြီးစစ်ဆေးခဲ့ပေမဲ့သူကတော့သူ့ရဲ့ဒီမူလထွက်ဆိုခြင်းအတိုင်းပဲ Lou Waste ကညနေ9နာရီခွဲမှာသူ့အိမ်ကနေပြီးတော့ထွက်သွားခဲ့တယ်ပြီးတော့ဘာမှမသိတော့ဘူးဆိုတာပဲသူကပြောခဲ့တာဒါပေမဲ့ရဲတွေကလက်မလျှော့ဘူး နောက်ထပ်နှစ်ရက်လောက်ဆက်ပြီးတော့အန်နာနဲ့သူ့ရဲ့ပတ်ဝန်းကျင်ကဒီသဲလော်စားတွေကိုဒီစုပ်စမ်းကြည့်တဲ့အခါမှာအဲ့လိုနဲ့ရဲတပ်ဖွဲ့ကတရင်စာရှင်းလင်းပွဲတစ်ခုခေါ်ပြီးတော့ဒီအမှုရဲ့ဒီတကယ်ကိုတုတ်လုံးစရာကောင်းတဲ့အဖြစ်တစ်ခုကိုထုတ်ပြန်ကြေညာခဲ့တယ်အဲ့ဒီကြေညာချက်ကဂျာမနီတိုင်းနိုင်ငံလုံးကိုတုတ်လုပ်သွားစေခဲ့တယ်။သူတို့ကြေညာခဲ့တာကလူးဝစ်ကို တတ်ခဲ့တဲ့တရားခံတွေကိုသူတို့ကဖော်ထုတ်နိုင်ခဲ့ပြီးသူတို့ရဲ့ဝေခန်ထွက်ဆိုချက်ဆိုပြီးတော့ကြေညာလိုက်တာဒီအမှုကိုကျူးလွန်သူတွေကအသက်၁၂နှစ်နဲ့၁၃နှစ်အရွယ်မိန်းကလေးငယ်နှစ်ဦးဖြစ်နေခဲ့တာပဲတရားခံတွေကကလေးအရွယ်လေးတွေဆိုတော့ဒီအချက်ကလူတွေကိုလောကမယုံကြည်နိုင်အောင်ဖြစ်သွားခဲ့တယ်ပြီးတော့အသုံးပြုခဲ့တဲ့လက်နက်ကလည်းလက်သေးညက်တဲ့ဒီကက်ကြီးအသေးစားတစ်ခုဒါမှမဟုတ်ရင်လည်းပဲခုတ်လို့ရတဲ့ဓာတ်သေးသေးလေးတစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့ဒီခောက်ချက်ချခဲ့ကြတယ် ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကရဲတပ်ဖွဲ့ကဒါကိုဒီရုတ်တရက်ရပ်ဖြစ်စကားများရာနေပြီးတော့ဖြစ်သွားတာမဟုတ်ဘဲနဲ့ကြိုတဲကြံစီပြီးတော့အကွက်ချစီစဉ်ခဲ့တဲ့လူတန်းမှုဖြစ်တယ်လို့အတည်ပြုလိုက်တယ်။ ကလေးနှစ်ယောက်ကသူတို့ငယ်ချင်းကိုတတ်ဖို့အတွက်ကြိုတင်ကြံစည်ခဲ့တယ်ဆိုတာကတော့တကယ်ကိုလက်ခံဖို့ခက်ခဲတယ်။ဒီနေရာမှာဂျာမနီနိုင်ငံရဲ့တရားစီရင်ရေးရဲ့အကြီးအမားဆုံးစိတ်ခေါ်မှုတစ်ခုကဘာလဲဆိုတော့ဂျာမန်ဥပဒေအရအသက်14နှစ်မပြည့်သေးတဲ့ကလေးငယ်တွေကိုရာဇဝတ်အကြောင်းအရာတရားစွဲလို့မရဘူး။ ူတို့ရဲ့လုံရက်ဘလို့ပဲပြင်းထန်နေပါစေရာဇဝတ်ပြစ်ဒဏ်ချမှတ်လို့မရအောင်ဆိုလိုတာကအသက်16နှစ်အောက်ရောက်နေတယ်ဆိုလို့ရှိရင်ဘလို့ကြမ်းတမ်းတဲ့ရစ်ဆက်တဲ့အမှုမျိုးကိုပဲကျူးလွန်ကျူးလွန်ဘလို့ပြစ်မှုမျိုးမှာတရားခံကိုပြစ်ဒဏ်ချမှတ်လို့မရဘူးဆိုတာပဲဒါကြောင့်မို့လို့ပြည်သူတွေကဒီပြစ်မှုကျူးလွန်တဲ့သူတွေကိုဘလို့နည်းနဲ့မှအေးအေးယူလို့မရဘူးလားအဲသူတို့နိုင်ငံရဲ့ဥပဒေကဒီတည်ဆုံသွားတဲ့တားကောက်ထက်တရားခံကိုပို့ပြီးတော့ကာကွယ်ပေးနေတာလားဆိုပြီးတော့ဒီလူထုကြားမှာဒီမိကောတွေဖြစ်လာခဲ့တယ် ဒီလိုနဲ့ပဲဒီတေဝါတဲ့ဒီလူဝိစ်ရဲ့မိဘတွေကသူသမီးအတွက်တရားမျှတမှုများရှိခဲ့ဘူးပြီးတော့ဒီရဲတွေကလည်းပဲဒီပြည်သူလူထုတွေရဲ့မကျေနပ်ချက်တွေကြောင့်မို့လို့ဒီကျူးလွန်ခဲ့တဲ့တရားခံရဲ့ဒီမိသားစုတွေအထူးသဖြင့်ဒီအန်နာအန်နာရဲ့မိသားစုတွေတော့မှသူတို့ကဒီအကာအကွယ်ပေးရတဲ့အခြေအနေကြီးရောက်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့ပြည်သူလူထုကအဲသူတို့တွေကိုဒါလူတက်မှုကျူးလော်ပြီးတော့အပြစ်မခံရတဲ့ရာဇဝတ်သားဆိုပြီးတော့သူတို့ကမြင်မြင်နေတဲ့အခါကျတော့ဒီမကျေနပ်ပြည်သူလူထုရဲ့မကျေနပ်မှုတွေကြောင့်အဲဒီတရားခံတွေကဒီ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုပြီးတော့ဒီရဲတွေကနေပြီးတော့အကာအွယ်ပေးတာခံခဲ့ရတယ်။နောက်ဆုံးမှာသူတို့တွေကဒီသူတို့ရဲ့ဒီ profile ဘယ်လိုပြောရမလဲသူတို့ရဲ့နာမည်တွေသူတို့ရဲ့နေရာလိပ်စာတွေအားလုံးကိုသူတို့ကဖုတ်ပြပြီးတော့ဒီအိမ်ဒီဘာတွေပြောင်းပြီးတော့မှပို့ရှုပ်ခွဲရှုနေခဲ့ရတယ်ပေါ့နော်။ပြီးတော့နောက်ပိုင်းမှာဒီအန်နာကအဲဒီ social media ပေါ်တက်လာပြီးတော့ဒီသူ့ရဲ့တငယ်ချင်းဒီကျူးတော်ခဲ့တဲ့သူ့ရဲ့တငယ်ချင်းနောက်တစ်ယောက်နေပေါ့နော်။တက်လာပြီးတော့ဒီတက်တော့မှာဒီကပြတာမျိုးတွေဘာမျိုးတွေလုတ်ခဲ့တာတွေလဲပေါ်လာခဲ့တယ်ဆိုတော့ တို့ကတို့ကျူးလွန်ခဲ့တဲ့လူတမ်းမှုအတွက်နည်းနည်းလေးမှအပြစ်ရှိတယ်လို့မခံစားရတာလားဒါမှမဟုတ်တို့ကဒီတို့နိုင်ငံရဲ့ဥပဒေအရဒီအသက်၁၄နှစ်အောက်ရဇဝတ်သားတွေကိုအပြစ်ပေးလို့မရဘူးဆိုတဲ့ဥစ္စာကိုသိနေလို့တမန်တက်တက်ဒီလိုမျိုးလုပ်ခဲ့တာလားဆိုပြီးတော့ဒီပြည်သူတွေကြားထဲမှာဒီမိခေါ်တွေထုတ်လာခဲ့တယ်နောက်ဆုံးမှာတော့ဒီကောင်မလေးနှစ်ယောက်ကိုဒီပြစ်နဲ့ချမှတ်လို့မရပြင်မဲ့လည်းပဲလူငယ်ထိသိရေးလူငယ်ထိသိစောက်ရှောက်ရေးဌာနကိုပို့လိုက်တယ်ဆိုတော့ဒါက2023ခုနှစ်မတ်လ10ရက်နေ့တုန်းကဖြစ်ခဲ့တဲ့ ဒီဂျာမနီနိုင်ငံကအမှုတစ်ခုအကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လာခဲ့ပါဦးမယ်ဘိုင်ဘိုင်